ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့မှာတော့ဒီမှာလူလိန်တယောက်အခုဒီကျွန်တော်မြန်မာပြည်မှာငလျင်တန်ချောင်းပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ လူလိန်တယောက်က page အတူလုပ်ပြီးတော့ဒီမှာ ကျွန်တော်ပြပြမယ် page အတူလုပ်ပြီးတော့လူတွေကိုလိုက်လိန်နေတာဖြစ်ပါတယ်ဒီအကောင့်ကကြတော့လူလိန်ရဲ့ page လေးပေါ့ပြီးရင်ကျွန်တော် official page လေးကိုပြပြမယ်အဲဒါဒါက official เนาะ follower က6သိန်းကျော်ရှိတယ်ဗျဆိုတော့အဲ့ဒီလူလိန်ကောင်ကိုကျွန်တော်အဲတွားမိထားတဲ့သူနဲ့ဆက်တွေ့ထားတဲ့ဟာလေးကိုတစ်ချက်ပြပေးမယ်ဒီမှာရှိတယ်အဲအိမ်မှာအဲ့နေရာမှာဒီမှာကျွန်တော်စာပို့လိုက်တော့ဒီကောင်ကအဲကျွန်တော်စာပြောထားတယ်ဘီလန့်မီကိုဝယ်ခြင်းနေဆိုပြီးတော့ကျွန်တော်ပို့ထားတာတို့ရှိတယ် အဲ့နေရာမှာသူက discount discount လည်းပေးထားတယ်ဒါပေမဲ့ပြီးရင်လည်းသူကဒီနေရာမှာ sayan ကို20%တွင်ပြရမယ်တဲ့ဒီမှာ sayan တွင်ခိုင်းတာပြီးရင်သူက viber number ကျွန်တော်ပေးတယ်ဗျ kpay နဲ့ web နဲ့လွှဲပြီးလို့ရမလားကျွန်တော်မေးလိုက်တော့ရ kpay ရတယ်တဲ့အဲ့ပြီးရင်သူ viber ဖုန်းနံပါတ်ကိုကျွန်တော်ပေးထားတယ်အဲ့မှာသူဖုန်းနံပါတ်ကိုတေချာကြည့်ပါသူဖုန်းနံပါတ်ကိုတေချာကြည့်ပါဒါက viber နေ စာပို့ခိုင်းတာပြီးရင်ကျွန်တော် Viber နဲ့ဖုန်းခေါ်လိုက်တော့သူကျွန်တော် video call ခေါ်လိုက်တဲ့ချိန်မှာသူကဖုန်းမကင်နေဖုန်းမကင်ဘူးဒါပေမဲ့ကျွန်တော် video call နဲ့မခေါ်ဘဲနဲ့ကျွန်တော်ကိုဒီတိုင်းရိုးရိုးလေးဖုန်းခေါ်လိုက်တဲ့ချိန်မှာတော့သူကဖုန်းကင်နေဗျဖုန်းကင်ပြီးတော့ဒီမှာเนาะသူ့အကောင့်ကတေချာကြည့်ပါဗျဒီလောက်ပြီးတော့ဒီဒုက္ခရောက်နေတဲ့ချိန်မှာဒီကောင်က လူတွေကိုလိုက်လိန်နေတာဖုန်းတစ်ချက်ခေါ်ရအောင်အခုဝင်သွားပြီဖုန်းဝင်သွားပြီဒါမဲ့ဒီကောမကန်ရဲတော့ခုနကတော့ကျွန်တော်မေးလိုက်တော့သူပစ္စည်းလေးတွေကိုသူကျွန်တော်ကျွန်တော်တစ်ချက်ဗီဒီယိုကောလေးနဲ့ပြပြီးလို့ရမလားတော့ကျွန်တော်မေးလိုက်တော့ ုတ်ကုန်ဟုတ်ကဲ့ကူမင်္ဂလာပါဗျဟုတ်ဟုတ်ကူအခုခုအခုဆိုင်းမလာကူကျွန်တော်တစ်ချက်ပြပေးလို့ရလားဗျဆေးလေးတွေဖုန်းချသွားပြီလူလိန်ကဖုန်းချသွားပြီ။နော်ကျေး ယ်အဲ့ကောင်ကကျွန်တော်မပြရဲတော့ဖုန်းတခါတည်းတန်းချသွားတာပြီးတော့ကျွန်တော်ကဒီ messenger နေပြန်ပြန် highlight တဲ့ချိန်မှာတော့သွားစာပြန်ပြန်တော့မပို့တော့ဒီကောင်ကလိုလိမ့်ဒါလေးကိုတတိထားပါကျွန်တော်ဒီခုလိုမျိုးကာလမှာအဲလူတွေကိုလိုက်လိမ်ဖို့စူးစမ်းနေတဲ့တူတွေအထူးတတိပြုပါ ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုလို့ရှိရင်လည်းတေချာလေးသူ့ရဲ့လိပ်စာလေးတွေသူ့ရဲ့ဆိုင်လေးတွေသူ့ရဲ့ဖုန်းနံပါတ်လေးတွေတေချာစုံစမ်းပြီးတော့မှဝယ်ကြပါ အလူလုံးမယ်ဆိုလို့ရှိရင်လည်းတေချာလိုမဲ့သူတွေကိုဖုန်းဆက်သူ့တေချာလေးမေးပြီးတော့သူ့ဘက်က confirm ဖြစ်ပြီးမှပဲလိုကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ပြောချင်ပါတယ်ဗျာ